ဒီကရရက်တွေတွင်အစ္စရေးတပ်ဟာဂါဇာမှာတိုက်ခိုက်မှုအရှိန်တိုးမြင့်လာပြီးဒီလပိုင်းခြားမှာဒီတစ်ပတ်လေးကြောင်းတိုက်ခိုက်မှုဟာလူထိခိုက်ဒေဆုံးမှုအများဆုံးဖြစ်လာပါတယ်။ဟာမတ်တွေပေါ်ဂီဒီယွန်ရဲ့မြေထားဂီဒီယွန် Terrors လို့အမည်ပေးထားတဲ့စစ်စင်ရေးနဲ့ပြီးခဲ့တဲ့ရက်တွေမှာပဲတခါကြီးကျယ်ထိုးစစ်စတင်လာတာပါ။ဒါကြောင့်ဂါဇာကောင်းငင်ပေါ်မှာမိုးကိုတိမ်တွေနဲ့ပြင်းနေပြီးဒေဆုံးသူတွေနဲ့ဒဏ်ရာရသူတွေကိုရနိုင်သမျှရင်တွေနဲ့စေယုံတွေကိုအေးပေါ်ပို့ဆောင်နေကြရပါတယ်။ ဈေးဝန်ထမ်းတွေရဲ့ပြောပြချက်အရသေဆုံးသူတွေထဲမှာမျိုးသမီးတွေနဲ့ကလေးတွေအများပြပါဝင်တယ်လို့ဆိုပါတယ်။လူသားချင်းအကူအညီတွေကိုဟာမတ်တွေကခွင့်ယူနေတယ်ဆိုပြီးပြီးခဲ့တဲ့မလကစပြီးကူညီထောက်ပံ့ရင်းလမ်းကြောင်းကိုအစ္စရေးကဖိတ်ဆိုထားတဲ့အတွက်ဒေသခံအများပြငဘေးနဲ့ရင်ဆိုင်ရဖို့လည်းရှိနေပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကူတာရက်စ်ကဂါဇာရဲ့ခြေနေဟာလူမဆန်တော့ဘူးလို့ပြောဆိုပါတယ်။ ဒီပိတ်ဆို့ဖျက်တောက်မှုတွေဟာနိုင်ငံတကာဥပဒေတွေကိုအတိအလင်းချိုးဖောက်နေပြီးခုလိုပိတ်ဆို့ဖျက်တောက်တာကိုအမြင့်ဆုံးရပ်တန့်ရပါမယ်။ဟာမတ်တွေရဲ့2023အောက်တိုဘာလ9ရက်အကြမ်းဖက်တိုက်ခိုက်မှုအတွက်အကြောင်းပြချက်မရှိသလိုဂါဇာဒေသခံတွေပေါ်ပိတ်ဆို့ဖျက်တောက်မှုဟာလည်းတရားမျှတမှုမရှိဘူးလို့ Gutierrez ကပြောဆိုပါတယ်။ Israel နိုင်ငံမှာတော့ဝန်ကြီးချုပ် Netanyahu ကိုထောင်ထဲချီတဲ့ Israel ပြည်သူတွေဆန္ဒပြနေကြပြီး Hamas ရဲ့ဖမ်းဆီးခံထားတဲ့ လက်ရှင်အစ္စရစ်ဒဇာဂန်နေပြန်လည်လို့မြောက်ဖို့ငင်းချင်းရေဖော်ဆောင်ဖို့ဝန်ကြီးချုပ်ကိုတောင်းဆိုနေကြပါတယ်ဆန္ဒပြသူတို့ကဟာမက်စ်တိုက်ခိုက်မှုပြီးအစ္စရစ်အများစုကဂါဇာကိုတိုက်ခိုက်ခြင်းခဲ့ကြပေမဲ့ပြိမကြခင်မှာပဲအစ္စရစ်အစိုးရဟာ သူတို့ကိုကိုစားမပြုတော့ဘူးဆိုတာနားလည်လာတယ်။ဆွန်ရောက်သူတွေကိုပဲကိုစားပြုနေပါတယ်လို့ပြောဆိုပါတယ်။ Israel စစ်တပ်ရဲ့ဒီထိုးစစ်ဟာဂါဇာမှာနေမျိုးကိုပုံမသိမ့်ပိုက်နိုင်ဖို့နဲ့လူသားချင်းအကူအညီပေးရေးကိုပြေဝထိန်းချုပ်ဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်။ Hamas ရဲ့လှုပ်ရှားမှုအလုံးကိုမရက်မချင်းဖန်ဆီးခံထားရတဲ့ Israel ဒဇာကန်လက်ကျန်တွေကိုမလွတ်ပေးမချင်းဒီထိုးစစ်ကိုမရက်ဘူးလို့ Israel စစ်တပ်ကပြောဆိုထားပါတယ်ရှင်။ remaining hostages